ဖို့ဖမားလုံးမင်္ဂလာပါကလော့ကနာကနေပြန်လဲကြိုဆိုလိုက်ပါကျွန်တော်ဒါအခုလေးတင်ပွဲပြီးသွားတဲ့ Tottenham Hotspur နဲ့ Manchester United တို့ရဲ့ကျွန်တော်ပွဲပြီးသုံးသက်ချက်လေးကိုကျွန်တော်တို့လုပ်ပြီးတော့မှဖြစ်ပါတယ်ညီစုံအနေနဲ့ဒီဗီဒီယိုလေးမစောက်ခင်ကျွန်တော် YouTube Channel လေးကို Like and Subscribe လုပ်ကြတဲ့ညီကိုရင်းနဲ့ Like and Subscribe လုပ်ပြီးကူညီပေးတော့လို့ရပါတယ် Okay အဲ့ဆိုလို့ကျွန်တော်ဗီဒီယိုလေးကိုဆက်လိုက်ကြောက်ဒီကနေ့ကျွန်တော်တို့ Manchester United အနေနဲ့ကျွန်တော်တို့အဝေးကမှတာရောက်ရှင်မဲ့ Tottenham Hotspur ကွင်းမှာတော့ကျွန်တော်တို့နောက်ကျသွင်ကိုတွေနဲ့တူတူဆိုပြီးတော့ကျွန်တော်တို့တေရရလက်တွေကိုပုံဖော်ထားနိုင်တာကိုကျွန်တော်တို့တွေ့ရမယ်။ဒီဥဆုံးနဲ့ကျွန်တော်တို့ပထမပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ Manchester United ကအဝေးကမှတွားရောက်ရှင်မြန်တဲ့ပွဲမှာတော့တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသထားပြီးတော့ဒီမှာက Tottenham Hotspur အနေနဲ့ကျွန်တော်ပထမပိုင်းတစ်ပိုင်းလုံးမှာဆိုလို့ရှိရင်ကျွန်တော်တို့အဲထိရောက်တဲ့ဂိုးပေါ့ကန်သွင်းချိန်တစ်ချိန်လောက်ပဲ မရှိတဲ့အခြေအနေတစ်ချိန်ဆိုတာလည်းတော်တော်လေးမှကျွန်တော်တို့ပြစ်ချက်တော့မှမဟုတ်တဲ့အခြေအနေမျိုးတွေရှိတဲ့အတွက်ကြောင့်တော်တော်လေးမှအခြေအနေဆိုးရတယ်လို့တော့ပြောလို့ရတယ်မန်ချက်စတာယူနိုက်တက်အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ပထမတစ်ပိုင်းလုံးမှဆိုလို့ရှိရင်တော်တော်လေးမှ ကောင်းမွန်တဲ့ခြေသွမ်းပြမှုတွေနဲ့ကျွန်တော်တို့ပြခဲ့တယ်ဗျာအထူးသဖြင့်ကျွန်တော်တို့အဲသူတို့ရဲ့အဓိကတိုက်ဆက်ကစားသမားဖြစ်တဲ့ကြောင့်အမ်ဘူမိုတို့ပြီးလို့ဆိုရင်ကျွန်တော်တို့အဲတစ်ဖက်ကကျွန်တော်အာမတ်တို့ရဲ့တော်တော်လေးမှာကောင်းမွန်တဲ့ကျွန်တော်အချိတ်ဆက်တွေနဲ့သူတို့အနေနဲ့အစောဆုံးစီးသွင်းကိုတွေကိုရအောင်ဖန်တီးနိုင်ခဲ့တယ်တစ်ဖက်ကကျွန်တော်တို့တော်တာဟော့စမန်အနေနဲ့ဆိုရင်တော့ပရမမိုင်းတစ်ပိုင်းလုံးမှာဆိုလို့ဆိုရင်ကျွန်တော်ပြက်ကြည့်မယ်ဆိုလို့ဆိုရင်ကျွန်တော်တို့ လူပွဲတောင်မှတော်တော်လေးဥမာကျွန်တော်တို့အဲနှစ်ယောက်ထိလောက်ကိုတော့မှလူပွဲကိုတော်တော်လေးမှသူတို့အနေနဲ့ခက်ခက်ခဲနေတဲ့အခြေအနေမျိုးတွေကိုကျွန်တော်တွေ့ရတယ်အထူးသဖြင့်ကျွန်တော်တို့နောက်တန်းရောကွင်းလွန်ရော တော်တော်လေးမှဒီနေ့ပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့အခြေအနေတော်တော်လေးဥမာကျွန်တော်တော်တော်ဟောစပါဆိုးနေတယ်လို့တော့မြင်တယ်ကျွန်တော်ဘာတတိယအကြောင်းကလည်းဘာတကြောင်းလဲဆိုလို့ရှိရင်ကျွန်တော်အနေနဲ့အအမြင်ရဆိုရင်တော့သူတို့အနေနဲ့ကျွန်တော်တို့ပွဲချက်တွေကိုဟိုရင်ဆိုင်ရလိုက်ရင်ဆိုင်ရတဲ့အခြေအနေမျိုးတွေကြောင်းလို့တော့ကျွန်တော်ထင်တယ်ဘာတကြောင်းလဲဆိုရင်ကျွန်တော်ဂျာရိုက်ထင်မှလည်း အဲကျွန်တော်တို့ရှင်ပြိုင်ထားတဲ့ချန်ပီယံလိပွဲတွေနဲ့ဆိုလို့ဆိုရင်ကျွန်တော်အနားကလည်းတိတ်မရဘူးပြီးလို့ဆိုရင်ကျွန်တော်ရှေ့ပွဲရှေ့အဲပရီးမီယာလိပွဲစဉ်30 30 30လုံးကလည်းတို့အနေနဲ့အဲပရောဂျက်တွေဘာတွေရင်ဆိုင်ရနေအဲ့ဒီရှေ့မှာတော့လည်းကျွန်တော်တို့အဲကာမွန်ကတ်တွေဘာတွေ ရှင်ပြန်ထားတဲ့ကြောင်ဒေါက်တာဟော့စပါအနေနဲ့ပွဲပန်းမှုဒဏ်လေးကိုကျွန်တော်မြင်ရဆိုရင်တော့တော်တော်လေးဟိုမှာကြုံတွေ့နေရတယ်လို့တော့ပြောလို့ရတယ်။တစ်ဖက်ကမန်ချက်စတာယူနိုက်တက်အနေနဲ့ကျွန်တော်တို့အဲကြားရတဲ့မှာလဲပါပွဲမှာမရှိတဲ့အတွက်ကြောင့်သူတို့အနေနဲ့ပို့ပြီးတော့ဒေါက်တာဟော့စပါထက်စားလို့ဆိုရင်ပို့ပြီးတော့သူတို့အနေနဲ့ကစားသမားတွေအနာပိုရထားတယ်လို့တော့ကျွန်တော်မြင်ဒီတွဲကြောင့်လဲပထမပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ဒေါက်တာဟော့စပါသူရဲ့အင်ငွေဖြစ်တဲ့ပြတော်တော်လေးဟိုမှာကျွန်တော်ရုံးကန်သွားတဲ့အခြေအနေမျိုးတွေ ဟုတ်ကျွန်တော်တွေ့ရပြီးတော့အဲသူတို့အနေနဲ့ကျွန်တော်တို့ကစားသမားချင်းချင်းတော့မှသူတို့နားလည်မှုတွေလည်းတော်တော်လေးမှလွဲကဲသလိုဘလုံးပေးပို့မှုတွေကလည်းတော်တော်လေးမှပြည့်ယွင်းနေတဲ့အခြေအနေမျိုးတွေကိုမြင်တွေ့ရတယ်ဒီအခြေအနေမျိုးတွေအကြောင်းပဲသူတို့အနေနဲ့ပထမဆုံးရောက်သွားတဲ့ goal တွေဆိုလို့ရှိရင်နောက်တန်းအမှားတွေကတော်တော်လေးမှများခဲ့တယ်လို့ပြောလို့ရတယ်အဓိကအားဖြင့်သူတို့ကျွန်တော်ဖြတ်ထုတ်မှုမတည်တတ်တယ်ဟုတ်တာကကျွန်တော်နှစ်ခါလောက်တော့မှသူတို့အနေနဲ့ဖြတ်ထုတ်ကြတယ်ပထမဦးဆုံးအနေနဲ့ကျွန်တော်ဘောလုံးစပြီးတော့ရှင်းတယ်ပြီးလို့စေဒီဘောလုံးကိုပဲကျွန်တော်တို့ အဘောလုံးကိုဘယ်သူပြန်ရသွားလဲဆိုတော့ကျွန်တော်တို့ဟိုဟာအဲဖာနန်ဒက်လာမန်ဒီပြန်ပြီးတော့ဘောလုံးနဲ့ထိပ်ပြီးတော့ဘောလုံးပြန်ကြလာဒီချိန်မှာပဲထပ်ပြီးတော့သူတို့ထပ်ပြီးတော့ခေါင်းတိုက်ပြီးတော့ပြန်ရှင်းတော့ထပ်ပြီးတော့ကျွန်တော်တို့ဘောလုံးထပ်ပြီးတော့ပြတ်တယ်အဲ့ချိန်မှာပဲကျွန်တော်တို့အာမတ်ကနေပြီးတော့အာအာမတ်ကကန်တင်မဲ့ဥစ္စာကိုသူတို့အနေနဲ့ရစ်ချာလီဇင်ရောနောက်ကကျွန်တော်တို့ အဲပနီမန်ကနေတော့ပိတ်လို့လို့ဘာလို့လဲဒါပေမဲ့အာမခကနေတော့ကျွန်တော်တို့ဘောလုံးကိုတေချာလေးကိုမြှောက်ပြီးတော့ပြေးလိုက်တယ်လို့ကျွန်တော်အန်ဘူးမူကနေပြီးတော့စောစောစီစီပဲကျွန်တော်တို့အဆုံးတက်ပြီးတော့ကျွန်တော်တို့32မိနစ်မှာအဲစပြီးတော့အထူးဥဆောင်ကိုအတွင်းတယ် ီဥစားငိုတလုံးနဲ့ပဲတော်တော်ဟောစွားတို့အနေနဲ့တော်တော်လေးတော့မှကျွန်တော်တို့အဲဒုတိယပိုင်းအာပြန်စတဲ့အချိန်ထိလောက်ဒီကိုတို့အနေနဲ့ဘောလုံးတွေကိုကျွန်တော်တို့ပြက်ရင်းနေတာတော်တော်လေးမှတွေ့ရမယ်မန်ချက်စတာယူနိုက်တက်အနေနဲ့ဒီနေ့ပို့မှာတော့တော်တော်လေးမှကျွန်တော်တို့ပထမပိုင်းမှာကောင်းမွန်တဲ့ခြေစွမ်းတွေပြသပေးတာတော့ကျွန်တော်မြင်ရသူဒီထက်ပိုပြီးတော့အဲပထမပိုင်းမှာလည်းတို့အနေနဲ့နှစ်ဂိုးလောက်ရအသင့်တဲ့အခြေအနေမျိုးတွေရှိခဲ့တယ်ဒါမှလည်းတစ်ဖက်ကလည်းကျွန်တော်တို့အဲဂိုးသမားရဲ့ကျွန်တော် နဲ့ပေါ်ထုတ်ကာကွယ်မှုတွေပြီးလို့ဆိုရင်နောက်တန်းကစားသမားဖြစ်တဲ့ကျွန်တော်တို့အဲရိုမဲလိုရဲ့ဖျက်ထုတ်မှုတွေကြောင့်သူတို့အနေနဲ့ထင်သာတိတ်ပြီးတော့အလုံးမဖြစ်ခဲ့ဘူးလို့တော့ပြောလို့ရတယ်ဒီကွင်းလက်အဲမာဆိုလို့ရှိရင်လည်းမန်ချက်တာယူနိုက်တက်အနေနဲ့တော်တော်လေးမှဒီနေ့ပွဲမှာဆိုလို့ရှိရင်ကောင်းမွန်တဲ့ခြေစွမ်းတွေကိုကျွန်တော်မြင်ရဆိုရင်အဲပြတ်တော့သွားတယ်လို့ပြောလို့ရတယ်သူတို့အဓိကကစားသမားဖြစ်တဲ့ဖာနန်ဒက်တို့ကတ်စမဲရိုတို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒိုကူရိုဘာလို့နဲ့ပွဲထွက်လာရတယ်အဲဒီနေ့ပွဲမှာတော့ကတ်စမဲရိုတို့ ကထပ်ပြီးတော့နှစ်သင်းလုံးဒီနေ့ပွဲမှာပြန်ပြီးတော့ကြည့်မယ်ဆိုလို့ဆိုရင်ဗျာနှစ်သင်းလုံးကတော့တော်တော်လေးမှအဲထိခိုက်နေနေတဲ့အားလေးတွေရှိခဲ့တယ်လို့ပြောလို့ရအရင်ဆုံးနေကျတော့ Tottenham Hotspur Tottenham Hotspur မှာဆိုလို့ဆိုရင်ကျွန်တော်တို့အဲ Romero တို့ဘာလို့ဆိုလို့ဆိုရင်လည်းဒဏ်ရာပြဿနာတွေဘာတွေရဆိုကျွန်တော်တို့တစ်ဖက်က Manchester United ရဲ့အဲကိုယ်လည်းကစားသမားဖြစ်တဲ့ကက်စမဲလိုလိုလည်းဒဏ်ရာရပြီးသွားရရသွားတယ်ဗျာနောက်တစ်ယောက်ကလည်းကျွန်တော်တို့ ဒုတိယပိုင်းမှာကျွန်တော်တို့လူစားဝင်လာတဲ့ကျွန်တော်တို့58မိနစ်လောက်မှာလူလူစားဝင်လာတဲ့သူရဲ့အဓိကတိုက်ဆက်သမားဖြစ်တဲ့ဘက်ဂျမင်ဆက်ကိုအနေနဲ့လည်းကျွန်တော်မိနစ်80ကျော်80လောက်မှာကျွန်တော်တို့ဒဏ်ရာရပြီးတော့ ထွက်သွားတဲ့အခြေအနေမျိုးတွေရှိရဒီထွက်သွားတဲ့အခြေအနေမျိုးကြောင့်လည်းတို့အနေနဲ့ Manchester United အနေနဲ့ကျွန်တော်ပေးကိုတွေပြန်လဲပေးဆက်လိုက်ကြတယ်လို့မြင်ရတယ်။ဘာကြောင့်တွက်ကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရှင်မှာကစားသမား9ယောက်ကိုလဲပြီးသွားတဲ့အချိန်မှာတော့ Benjamin Sako ရဲ့ဒဏ်ရပြီးတော့ကျွန်တော်တို့နာဝတဲ့အချိန်မှာတော့တို့အနေနဲ့လူစားထပ်ပြီးတော့လဲလို့မရတဲ့အချိန်ရောက်လာတဲ့အတွက်ကြောင့်တို့အနေနဲ့10ယောက်ထဲနဲ့အဲပွဲချိန်ကိုအပြည့်ကိုပြန်နေကစားသွားတာတော့ကျွန်တော်တို့မြင်ရတယ်။ ကျွန်တော်အားဆိုလို့ဆိုရင်ကျွန်တော်တို့ဒုတိယပိုင်းဒုတိယပိုင်းမှာဆိုလို့ဆိုရင်တော့ကျွန်တော်တို့ဒီနေ့ပွဲမှာတော့အဲတော်တန်ဟော့စ်ဝါတို့ပြန်လဲပြင်ဆင်လာတဲ့ပုံစံလေးတို့မြင်တွေ့ရတယ်သူတို့ကွင်းလယ်ရောပြီးလို့ဆိုရင်နောက်တန်းရောတိုက်စစ်ကောတော်တော်လေးမှာကျွန်တော်တို့ဒုတိယပိုင်းမှာတော်တော်လေးအလုံးဖြစ်သွားတယ်လို့မြင်တယ်တစ်ဖက်ကမန်ချက်စတာယူနိုက်တက်ကလည်းကျွန်တော်တို့တော်တန်ဟော့စ်ဝါရဲ့ဖိအားပေးမှုကိုသူတို့နဲ့တဒဇက်ကိုတော်တော်လေးမှာကျဉ်းကျဉ်းခံပြီးတော့ဒီနေ့ပွဲမှာအဲ ဒုတိယပိုင်းမှာတော်တော်လေးမှသူတို့ခံွားတယ်လို့ပြောလို့ရတယ်ဒါပေမဲ့လည်းအဲအဓိကအဖြစ်သူတို့ဘက်ဂျမန်ဆက်စကိုအနေနဲ့ကျွန်တော်လူစားလဲပြီးတော့ပါတိတ်မကြပဲနဲ့ဒဏ်ရာရပြီးတော့ပြန်ထွက်သွားတဲ့အချိန်မှာတော့သူတို့အနေနဲ့ပေးဖို့တွေစတင်ပြီးတော့ကျွန်တော်တို့ပေးသွားတယ်လို့တော့မြင်တယ်ရုံစုံအနေနဲ့တော်တော်ဟော့စပါအနေနဲ့ဆိုရင်တော့ကျွန်တော်ဒီနေ့အဲသူတို့အဓိကတိုက်ဆက်ကစားသမားတွေတိတ်ပြီးတော့ကျွန်တော်မြင်ရဆိုလုံးမဖြူလို့မြင်တယ်သူတို့အဓိကတိုက်ဆက်ကစားသမားဖြစ်တဲ့ကျွန်တော်အဲကိုလိုမိုဝါနီတို့ပြီးလို့ရှိရင်ရစ်ချာလီစင်တို့တိတ်ပြီးတော့ကျွန်တော်မြင်ရဆိုရင်ဒီနေ့ပွဲမှာတော့ ပိတ်ပြီးအဆင်မပြေဘူးလို့တော့မြင်တယ် Richardson နေနဲ့လည်းအဲတစ်ဖက်ကလူစားဝင်ကစားသမားတွေရဲ့ကန်သွင်းချက်ကြောင့်သူ့အနေနဲ့ခေါင်းလေးဒါနည်းနည်းလေးစောင့်ပေးလိုက်တဲ့အချိန်မှာတော့သူ့အနေနဲ့ twin goal ဆိုပြီးတော့သူရသွားတယ်ဗျာဒီ twin goal တကောကနေလွှဲပြီးတော့ Richardson အနေနဲ့တပွဲလုံးတိုက်တာရဆိုရင်သူ့အနေနဲ့ဘာမှတိတ်ပြီးတော့မလုံးနိုင်ဘူးလို့တော့ပြောလို့ရှင်ပြောလို့ရဆိုသူတို့ရဲ့အဓိကအဲကွင်းလေတိုက်စစ်ကစားသမားဖြစ်တဲ့ကျွန်တော်တို့အဲစီမွန်နေနဲ့လည်းကျွန်တော်တို့ တိုက်ပြီးတော့ကျွန်တော်တို့အဲအလုံးမဖြစ်ခဲ့ဘူးလို့ပြောလို့ရတယ်ဒါမှလည်းသူတို့အနေနဲ့ပွဲပန်းတဲ့ဒဏ်နေကိုခံစားနေရတယ်လို့ကျွန်တော်တို့တော့မြင်မြင်ထားတယ်ပြီးလို့ဆိုရင်တစ်ဖက်ကကျွန်တော်တို့ကိုယ့်နဲ့ကစားသမားဖြစ်တဲ့ဘရူနိုတို့အဲဘရူနိုတို့ပြီးလို့ဆိုရင်ကတ်စမဲလိုတို့နဲ့ဒီစုဖွဲ့တွေကိုသူတို့အနေနဲ့တိုက်ပြီးတော့အဲတော်တော်ဟော့ဆွားရဲ့ကိုယ့်လည်းမရှင်းနိုင်ဘူးလို့တော့ကျွန်တော်မြင်ခဲ့တယ်ပြီးလို့ဆိုရင် အဲတော်တာဟော့စပါတော်တာဟော့စပါတော့သူတို့အနေနဲ့ဒီနေ့ရသွားတဲ့ဂိုးကတော့ကျွန်တော်တစ်ဖက်ကကျွန်တော်အ10ရောလောက်ဖြစ်သွားတဲ့အချိန်မှာတော့သူတို့အနေနဲ့စပြီးတော့ twin ကိုတွေကိုမြင်တွေ့ရတယ်သူတို့ရဲ့အဓိကအကစားသမားတွေကိုအလုံးမဖြစ်တဲ့အတွက်ကြောင့်အနည်းပြအနေနဲ့ဆော့စီသူတို့လူသားတွေပြောင်းလဲလာဒီလူသားကတော့လူသားဝင်ကစားသမားဖြစ်တဲ့မတီးရဲ့တဲရပဲကျွန်တော်တို့84မိနစ်မှာအ twin ကိုစစတင်ပြီးတော့ twin နေပြဒီ twin ကလည်းတော်တော်လေးမှာ ကျွန်တော်ကောင်းတဲ့ပုံစံမျိုးလေးမြင်တွေ့ပြီးတော့ကျွန်တော်နောက်တစ်ခုကတော့ကျွန်တော်60မိနစ်မှာတွန်းထားတဲ့ Richard Lee ဆိုရင်ကို Richard Lee ကိုစင်ကိုကလည်းဒီတိုင်းပါပဲဘာတို့ကြောင့်လဲဆိုလို့ရှင်ဗျာ Richard Lee စင်အနေနဲ့လည်းသူတွင်းလိုက်တဲ့ကျွန်တော်ခုနပြောလို့ပဲ OTP ပေးပေးလိုက်တဲ့အလုံးကိုပဲသူအနေနဲ့အဲတကယ်လို့ကသူခေါင်းမတိုက်ဘူးဆိုလို့ရှင်လေအဲ့ဒီ goal ကတော့ကျွန်တော်မြင်ရဆိုရင်တော့ goal နိုင်မဲ့အဲတိုင်းတာကျွန်တော်တို့80ရာခိုင်နှုန်းလောက်ထိရှိတယ်ဒါပေမဲ့သူကခေါင်းလေးတည်းနဲ့စောင်းပေးလိုက်တဲ့အချိန်မှာဒီဘက်ကအဲမန်ချက်စတာယူနိုက်တက်ရဲ့ဂိုးသမားအဲ ဘလို့မှသူဖမ်းလို့မရတဲ့အခြေအနေမျိုးဖြစ်သွားပြီးတော့အဲ Richard Leeson နေနဲ့ Twin Go ဆိုပြီးတော့သူနေနဲ့ဖြစ်သွားတယ်ဒီတလုံးလောက်ပဲ Richard Leeson ကကျွန်တော်တို့ Twin Go ဖြစ်မြင်တွေ့ရပြီးတော့တပွဲလုံးတိုက်နိုင်ရဆိုရင်တော့တိတ်ပြီးတော့အလုံးမဖြစ်ခဲ့လို့တော့ပြောလို့ရတယ်ဒါပေမဲ့ဒီမှာက Manchester United နေနဲ့လည်းသူတို့နေနဲ့အဲဆယ်ယောက်လဲကစားနေရတယ်ပြီးလို့ဆိုရင်သူဝန်းနဲ့ရှုံးနေရတဲ့အချိန်မှာတော့ကျွန်တော်နောက်ဆုံး minute ကျမှကျွန်တော်60အဲ၄မိနစ်လောက်မှာတို့အနေနဲ့အဲကွန်နာတွေပါရတယ်ဒီကွန်နာကိုပဲကျွန်တော်တို့အကောင်းဆုံးအသုံးချပြီးတော့တို့အနေနဲ့တေ တမတ်ကိုရယူသွားတယ်လို့တော့ပြောလို့ရတယ်ဒီသွင်းကိုတော့ကျွန်တော်ဒီလက်ကနေပြီးတော့ကျွန်တော်ခေါင်းတိုက်တွင်းသွားပြီးတော့တို့အနေနဲ့တူတူဆိုပြီးတော့ပွဲပြီးသွားကြတယ်ဒီနှစ်သင်းလုံးကျွန်တော်ပြန်ချန်ုံကြည့်မယ်ဆိုလို့ဆိုရင်တစ်ပွဲလုံးတိုက်နိုင်ရဆိုရင်ပရမာပိုင်းတစ်ပိုင်းလုံးမှာဆိုလို့ဆိုရင်မန်ချက်စတာယူနိုက်တက်ကတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းပြမှုတွေကိုပြသထားပြီးတော့ဒုတိယပိုင်းမှာဆိုလို့ဆိုရင်တော့တစ်ဖက်ကအဲတော်တန်ဟော့စ်ဘားအနေနဲ့အဲပြန်ပြီးတော့ခြေစွမ်းနေပြန်ပြလိုက်တော့နှစ်ဖက်အသင်းရတော့တော်တော်လေးမှကြီးလို့ကောင်းတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်ပရမာပိုင်းဆိုဆိုနှစ်သင်းရကျွန်တော်တို့ အဲသူတိုက်စစ်ပွဲကိုတိုက်စစ်ပွဲအဲ့လိုမျိုးအခြေအနေမဟုတ်ဘဲနဲ့အမ်ပထမပိုင်းတစ်ပိုင်းမှာဆိုလို့ရှိရင်တစ်ဖက်သက်ဖိပြီးတော့ကစားသွားသလိုနောက်ဒုတိယပိုင်းမှာဆိုလို့ရှိရင်လည်းတော်တော်ဟော့စပါနေပြီးတော့တစ်ဖက်သက်ဖိပြီးတော့ကစားသွားတယ်လို့တော့ကျွန်တော်ကတော့မြင်တယ်အထူးသဖြင့်မန်ချက်စတာယူနိုက်တက်အနေနဲ့ကျွန်တော်တို့သူတို့ဆန်ရောက်ဖြစ်သွားတဲ့အချိန်မှာတော့သူတို့ရဲ့တိုက်စစ်ကအာတော်တော်လေးမှရော့ကျသွားပြီးတော့သူတို့အနေနဲ့ခံစစ်ပြန်လဲတိဆောက်ပြီးတော့ဆော့သွားပဲတဲ့ပြီးရင်လည်းကျွန်တော်တို့တွင်းကိုတွေပဲပြန်လဲပေးရပြီးတော့နောက်ဆုံးမိနစ်ကြာမှာသူတို့အနေနဲ့ချစ်ဘက်ကိုတွေပြန်လဲတွင်းနိုင် တယ်လို့ပြောလို့ရတယ်ဒါပေမဲ့တော်တော်ဟောသွားရဲ့အကွက်မှာတို့အနေနဲ့အနိုင်မရခဲ့တာလဲတော်တော်လေးမှကြာပြီဒါပေမဲ့ကျွန်တော်တို့ဒီနေ့တော့အဲမန်ချက်စတာယူနိုက်တက်အနေနဲ့အနိုင်ပွဲတွေပြန်လဲဖော်ဆောင်မဲ့အခြေအနေတွေမြင်တွေ့ရပြီးတော့ဒါပေမဲ့လည်းတစ်ဖက်ကတော်တော်ဟောသွားကလည်းဒီခွင့်ရေးတွေကိုတို့အနေနဲ့မပေးခဲ့မယ်နဲ့တို့ကလည်းအကောင်းဆုံးတုံ့ပြန်ပြီးတော့တို့အနေနဲ့အိမ်ဝင်းမှာတည်တမတ်ရယူသွားတယ်လို့တော့ကျွန်တော်မြင်တယ်ညီကိုတင်နေတော့ဒီညချိန်မှန်သွားရဲ့တော်တော်ဟောသွားနဲ့မန်ချက်စတာယူနိုက်တက်ရဲ့ပွဲမှာဘယ်လိုမြင်ကြလဲ မြန်မာဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ်။ဒါကြောင့်ကျေးဇူးပေးတဲ့ညီကိုတယောက်ချင်းနေတဲ့ကိုကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်ရဲ့နောက်ဗီဒီယိုလေးမှာပြန်လဲဆောင်တွေ့ကြတော့ဗျာ။